မြန်မာနှစ်1389ခုနှစ်နှစ်စံတရက်နေ့အခါကာလတမန်ဦးဇင်းတို့မြန်မာပြည်သူပြည်သားအပေါင်းဘေးဒုက္ခအမျိုးမျိုးရန်အသည်အွယ်မျိုးမျိုးတို့မှကင်းလွတ်ပါစေလို့ဦးဇင်းအနေနဲ့ဥစွာပထမဆုတောင်းမြတ်တာပို့တာအပ်ပါတယ်အဲ့တော့နှစ်ဟောင်းကုံဆုံးလို့နှစ်သက်ကိုကူးပြောင်းတဲ့အခါတမန် သင်္ကြန်ကာလလို့ဆိုရဲပါဠိလိုမှာတော့သင်္ကန်တကူးပြောင်းတယ်လို့ပဲအဓိပ္ပာယ်ပေါက်ပါတယ်။ဦးဇင်းတို့ရဲ့သုံးနေတဲ့ပြက်ကရင်တွေအရာနှစ်ကူးတယ်ဘာသာဒလိထုံစံစင်လာအရာနှစ်ကူးတယ်အဲ့တော့နှစ်ကူးတယ်ဆိုတဲ့အနေထားမှာပြက်ကရင်တွေအရာလဲရာသီတွေ၁၂ရာသီရာသီကွင်ပြောင်းတယ်အဲ့တော့ရာသီကွင်ပြောင်းတဲ့ကာလရာသီအနေနဲ့လဲတကယ်ကိုမှပူပင်တဲ့ကာလမှာဖြစ်တဲ့အတွက်သင်ချင် ကူးပြောင်းတဲ့အချိန်ကိုဇင်းတို့တွေဒီဘက်ဥရောပတွေကိုကြတော့ဒီဇင်ဘာကတည်းကဇန်နဝါရီမှာနှစ်ကူးတယ်ဆိုပြီးလောက်ကြတယ်ရုပ်ကတော့ဖေဖော်ဝါရီမှာနှစ်ကူးတယ်လောက်ကြတယ်အိန္ဒိယကတော့မတ်လထဲမှာနှစ်ကူးသွားတယ်ဦးဇင်းတို့တွေဟာဧပြီထဲမှာနှစ်ကူးတယ်ကုန်လုံးကအဲ့တော့နေပြက်ကြိန်လပြက်ကြိန်ကိုကြည့်ပြီးတော့မှနှစ်ကူးကြတယ်အဲ့တော့မြေတို့ပင်ဆိုစေဦးဇင်းတို့ဗမာတွေဟာနှစ်တစ်ကူး ဒီသင်္ကြန်ကာလဆိုတာဟိုရှေးမင်းနေလက်ထက်တုန်းကလေလက်ခံကျင့်သုံးလာကြတာဖြစ်တယ်။ရာသီဥတုအနေထားအရာကောပူပြင်းတဲ့ကာလဖြစ်တာရဲ့မိမိတို့ရဲ့နှစ်ဟောင်းကုံဆုံးလို့နှစ်သက်ကိုမပါသွားစေချင်လို့ဆေးကြောခြင်းဆိုတဲ့အဓိပ္ပာယ်နဲ့သင်္ကြန်ရေလောင်းပွဲတော်တွေကျင်းပကြတယ်။ဆေးကြောတယ်။နှစ်ဟောင်းအဟာတွေနှစ်သက်ကိုမပါစေဖို့အတွက်ဒါကြောင့်လို့နှစ်ဟောင်းမှာရှိသမျှအညစ်အကြေးတွေ ကင်းစင်စေဖို့အတွက်3ရက်4ရက်အဲ့တော့သင်းချံအချိုနေအကြနေအကြက်နေအတက်နေရလို့4ရက်ခွဲပြီးတော့မှကျင်းပပြီသူ့ရဲ့ဥတီချက်ယူရဲ့ချက်ကနှစ်ဟောင်းမှရှိတဲ့အညစ်အကြေးတွေအကုန်လုံးစေကျော်တန့်စင်ပြီးတော့မှနှစ်သက်ကိုစိတ်သက်လူသက်နဲ့အားလုံးမင်္ဂလာအစ်စ်တွေဖြစ်စေဖို့ဆိုတဲ့ယူရဲ့ချက်နဲ့သင်ညာပွဲကြီးကျင်းပလာခဲ့ကြတာဖြစ်တယ်အဲ့တော့ကံမကောင်းစွာပဲဒီနှစ်မှာတော့ ဦးဇင်းတို့ပမာပြီမှာတင်းကြံပွဲမကျင်းပနိုင်လိုက်ရဘူးမကျင်းပနိုင်ရတဲ့အနေထားကလည်းတကယ့်ကိုအင်မတန်ဆိုးရွားတဲ့မြင်းကလေးတန်ကိုအလူးလဲခံလိုက်ကြရလို့မိသားစုပေါင်းများစွာတတ်အိုးအိမ်စီးစိမ်ပေါင်းများစွာငလင်းလှုပ်ခတ်တဲ့အတွက်အကုန်လုံးဆုံးရှုံးခဲ့ရခြင်းဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာတင်းကြံနဲ့ပတ်သက်ပြီးတင်းကြံစာဆိုတာလဲဦးဇင်းတို့ဗုဒ္ဓဘာသာ နှစ်တစ်နှစ်ရောက်ပြီဆိုတင်းညံစာကြိုထွက်တယ်တင်းညံစာကိုဦးဇင်းလုံးငယ်တုန်းကမိဘတွေရှာဝယ်ပြီးတော့မှဖတ်ကြတင်းညံစာကိုကြည့်ပြီးတော့မှပြောဆိုနေကြတာငယ်တုန်းကတွေ့တယ်အတိကတောသူတောင်သားတွေကဘာလဲဆိုဒီတင်းညံစာကြည့်ပြီးတော့မှမိုးဦးကောင်းလားမိုးလေကောင်းလားမိုးနှောင်းကောင်းလားရဲ့လို့ကြည့်ပြီးမိမိတို့ရဲ့တောင်သူစိုက်ရေးပြိုးရေးအတွက်ကိုအတိကတွက်ချက်ကြတာအဲ့တော့ဒီမှာလဲလူအမျိုးမျိုးပဲ အဲ့တော့တင်းညာစာထောက်တယ်ဆိုတာဗမာပြည်မှာလည်းဈေးကွက်တစ်ခုအနေနဲ့ဖြစ်နေပါတယ်။ဟုတ်တာဖြစ်စေမဟုတ်ဘူးဖြစ်ဘူး။ဒီနှစ်ကတော့ဘာတွေအတာစားမယ်ဟိဆိုပြီးတော့မှ တခါတည်းပရိတ်အိုးပုံစံမျိုးတွေနဲ့အတာအိုးတွေထိုးကြရတယ်။အဲ့တော့ပြောကျင်တာကဒီတင်းညာစာတွေပါပဲ။အဲ့တော့တင်းကြံကိုလက္ခဏာရဲ့တင်းညာစာဆိုတဲ့ဟာဒီဟာလေဦးဇင်းတို့ရဲ့ဟိုးရှစ်ပဝေနှစ်တီတုံးကရင်လုံနေကြတဲ့ဝေရင်ပညာကိုအဓိက ကူတည်တာပါပဲအဲ့တော့ဘေဒင်ပညာလို့ဒီမှာပြောမယ်ဆိုတော့လေဘုရားရှင်ရဲ့ပင်စဝတ်ကြီး၅ဦးကွန်တိန်ညဆိုတဲ့အမည်ဆုံးကပဲဘုရားရှင်စေအမှန်ဖြစ်လိမ့်မယ်ဆိုတဲ့အဲ့တော့တို့ဘုရားအလောင်းဟာ စကြဝဠာမင်းဖြစ်မလားတလောကလုံးအလေးမြတ်ပြုတဲ့ဘုရားပဲဖြစ်မလားဆိုတဲ့အချိန်မှာသူကိုယ်တိုင်ကဘုရားအမှန်စင်စစ်ဧကန်ဖြစ်မယ်ဆိုပြီးပြောပြီးတယ်ဆိုမှဥစဉ်ဆာလာပြလာမှာတွေ့ရတာအဲ့တော့ရှေခေတေဝိုင်းအလေးထအယူအဆ တိတ်နမိတ်တပေါင်းနေဆိုတာတိုင်းပြည်အုပ်ချုပ်မြင်လို့တဲ့လူတွေမလွန်ဆန်ခဲ့ကြဘူးဆိုတာသိကြရမယ်ဒါတကယ်အတိတ်ကြလားဆိုတော့လေအတိတ်ကြတော့မဟုတ်ပြန်ဘူးဒါပေမဲ့ဒီဘေးဒင်းပညာကို short တော့လို့မရဘူးဆိုတာကိုတော့အကုန်လုံးသိကြဖို့လိုမယ်လို့တော့ဦးစင်းတို့ယူဆပါတယ်အခုသင်ညာစာတွေထောက်တယ်ဆိုတာအဲ့ဒီဘေးဒင်းဆရာတွေပါပဲဦးစင်းတို့ငယ်တုန်းကမန္တလေးအဲ့ဒီပုံနှကုန်းဟောနမကြီးပေါ့နော်အဲ့ဒီဘက်က တကယ်ဘေးရင်ဆရာကြီးတွေသူတို့တွေအကြီးမှုပြုပြီးတော့မှလုပ်တယ်လို့ငယ်တော့တော့ကြားဘူးတယ်အဲ့တော့ဒီတင်းညာစာမှာလဲတရားမင်းကဘာစီးတွေမှဘလို့ဝင်တယ်လူပြီးဒါတွေဟာလဲသူတို့ဘလို့တော့ချက်တယ်လဲတော့စဉ်းလို့တော့နားမလဲပါဘူးနော်ဒါပေမဲ့ဒီနိုင်ငံရဲ့ရေးအရာတွေအရေးအရာတွေသူတို့လည်းကြည့်ပြီးတော့မှတကယ်ပေါ်လာတဲ့အတိုင်းဟုတ်သလားဒါမှမဟုတ်ရိတ်ဖန်းတန်ဖန်းနဲ့စဉ်းသလားတော့ မသိပါဘူးအဲ့တော့ဒီနှစ်သင်္ကြန်စာအရဆိုရင်တော့ထလန်ကင်ပြီးဆင်းလဲဆိုတော့ဧကန်ကတော့စစ်ပွဲဖြစ်မဲ့အနေထားကိုသူတို့ကကြိုတွေးပြီးတော့များလောက်သလားတို့ဒီလိုပဲဥစဉ်တော့ပြူစပါတယ်အဲ့မြေတော့ပြင်ဆိုစေဒါဟာသင်္ကြန်စာမှာအဲ့တော့ဘေးရင်ပညာနဲ့ပတ်သက်ပြီးနိုင်ငံအကြီးအကဲတွေဆိုတာတွေဟာသူတို့တွေလက်မလွတ်ဘူးရှေ့ခေတ်မင်းနေပြည်တော်တွေတီထောင်ပြီးရစပြီးလူအတိုင်းဝိုင်းမှာအချိန်ဟိုဟာဩဇာကြီးမာတယ် ဒီပညာရရှိပါတယ်အခုငလင်ကိစ္စနဲ့ပတ်သက်ပြီးပြောရမယ်ဟိဆိုရင်တော့ဥစဉ်တော့ငလင်ဟာလဲသူ့ရဲ့တဘာဝဖြစ်စဉ်အရဥစဉ်တော့ကဘာရဲ့တည်နေမှုပါသူ့လေယာဉ်တွေမျိုးစုံရှိတယ်အခုကြောက်ချက်တည်းပုတ်တိုက်နေတယ်လှုပ်ရှားနေတယ်ဆိုမှသိပ္ပံပညာတော့ဒီလိုပြောပြီးမဲ့လဲဥစဉ်တော့ဒီတစ်ဖက်ကအတိတ်နမိတ်ကောက်တဲ့နေရာမှာလဲမြမသမိုင်းတစ်ချက်ကိုကြည့်ရင်လဲ မင်းပြောင်းမင်းလွှဲဆိုတာဒီမှာလဲဒီလိုငလင်လှုပ်တယ်ဆိုတာတွေ့ကြရတာဖြစ်တယ်အဲ့တော့ပကံဒိုင်နက်စတီပကံပြည်ကြီးပြုတ်ပြတ်တော့မယ်ပကံမင်းဆက်ပြတ်တော့မယ်ဆိုတဲ့အထက်မှာလဲတွေ့ခဲ့ဘူးသလိုတောင်ငူမင်းဆက်ပြတ်တဲ့အထက်မှာလဲတွေ့ခဲ့တယ်အင်းဝါတို့ကုန်းပေါင်တို့ဒီဟာတွေမှာလဲမှတ်တမ်းမှတ်ရတယ်ရှိခဲ့တယ်ဆိုတဲ့အတိတ်နမိတ်ကလည်းရှိအဲ့တော့ခုဦးစင်းတို့လဲဒီနှစ်1386 နှစ်ကုန်ကာနီးမှာလှုပ်ခတ်သွားတဲ့ငလင်ဟာမင်းပြောင်းမင်းလွဲဖြစ်ဖို့များလှုပ်ခတ်နေသလားလို့ဦးဇင်းတော့ဒီလိုပဲယူဆပါတယ်ရှေ့မှာမှတ်တမ်းမှတ်ရတယ်ရှိခဲ့တာဖြစ်တဲ့အတွက်ဖြစ်ပါစေလို့လည်းဦးဇင်းတော့ဆုတောင်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့တိုင်းသူပြည်သားတွေကိုလူလို့ကိုမတတ်မှတ်ဘူးလူစိတ်မရှိတဲ့မင်းအဲ့တော့ဦးစင်းတပါတဲ့အယူဆပြောရမယ်ဆိုရင်တော့အင်မတန်မှတိခံစိတ်ရှိတဲ့ လူကိုဦးဇင်းတို့ကမြေကြီးနဲ့ခိုင်းနှိုင်းပြီးတော့မှပြောကြပါတယ်မဟာပထဝီမြေကြီးကဲ့သို့ဆိုတာမတုံမလှုံနဲ့အတော့ကိုတိခန့်နိုင်တဲ့ဆွမ်းအားအဲ့တော့ဒီလိုတတ်မဲ့တဲ့မဟာပထဝီမြေကြီးတောင်မှလူမတရားမှုတွေများလာပြီးဟေ့ဆိုရင်တိမခန့်နိုင်လောက်အောင်ဖြစ်တယ်လို့ယူဆပြီးတော့မှဦးဇင်းကတော့လှုပ်ခါချသွားတယ်လို့ပဲယူဆပါတယ်အဲ့တော့ဒီနှစ်သက်မှာခု1386ခုရည် ကူပြောင်းခဲ့ပြီး89ဒီနေ့ဆိုစဝင်ပါပြီအဲ့တော့89မှာဦးဇင်းတို့တွေသည်ဒီမိစ္ဆာတေရဲ့ရန်စိုးဝါတွေမှာတို့တိုင်းပြည်ပြည်သူပြည်သားအကုန်အမြန်ဆုံးလွတ်မြောက်ကြပါစေခံစားနေကြရတဲ့ဆင်းရဲအမျိုးမျိုးဒုက္ခအမျိုးမျိုးဘေးရန်အမျိုးမျိုးဝါတွေကင်းလွတ်ပြီးတော့မှမိမိတို့သွားခြင်းနဲ့လူလူလိုအတိမတ်ပြုတ်ပြီး လူလူလူဆက်ဆံလေးမြက်ပြုတ်ပြီးကိုချင်းစာတရားနဲ့အောက်ချုပ်မဲ့မင်းကောင်းမင်းမြက်များပေါ်ထွက်ကြပါစေလို့ဆုတောင်းပေးနဲ့ဦးဇင်းရဲ့1989ခုနှစ်မြမနှစ်ဦးနှစ်ဆန်းတရားနဲ့ဆုတောင်းမင်္ဂလာပြုတာအပ်ပါလိုက်ပါလေ